ကျွန်တော်တို့ရဲ့ဘေးပတ်လည်းမလူအများပြထွက်ပေါ်လာပြီးတော့ကျွန်တော်တို့ကိုဝိုင်းရံထားခြင်းခံလိုက်ရတယ်ဗျသူတို့အားလုံးရဲ့လက်ထဲမှာလည်းလှံများကိုကင်ဆောင်ထားကြတယ်ဗျကျွန်တော်တို့မှလည်းရုတ်တရက်မှဘာမှတုံ့ပြန်နိုင်ခြင်းမရှိဘဲနဲ့မှင်တေတေနဲ့ပဲရက်နေပြီးတော့လေညာရစာတွပီလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလေးပါတယ်နော်ကျွန်တော်တို့အဖွဲဟာချောင်းတစ်ဖက်ကိုကူးဖြတ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့၃ယောက်သား ကြံရှိတော်တယ်ဗျကိုကျော်မင်းကတော့ရေချောင်းထဲမှာမျောပါသွားခဲ့ပြီလေကြားဆိုတဲ့တတဝကြီးကတော့ဗျာတော့ကကျွမ်းတည်နေမြမာယာပိရိယာလည်းများလာတယ်ဗျအဲ့ဒီအထဲမှာတော့ကြားပြူကြီးကတရဖူဆောင်းရမှာပဲကျွန်တော်တို့မှာချောင်းတစ်ဖက်ကကူးဖြတ်ပြီးတော့သုံးရက်ဆက်တိုက်လိုက်လံချောင်းမြောင်းတော့လေကြားပြူကြီးရဲ့ခြေရာကိုပင်မတွေ့ရသေးဘူးတနေကုန်တနေခမ်းတတော်ဝင်တတောင်တက် တိုင်းလိုင်းရှာဖွေနေပါတော့လေအရေးအယံမေမမြင်ရတော့ကြားပြူကြီးမှာယခုအခါကျွန်ုပ်တို့စကန်းဝင့်ချင်မှာဟိဟောက်တံပြုတ်နေပြန်နေတို့ကြောင့်ကျွန်တော်တို့မှာကောင်းစွာအိမ်မရပဲနဲ့ကြီးလန့်စွာစားရတဲ့အဖြစ်ကိုရောက်နေကြရဲ့ဗျကျွန်တော်တို့မှာလည်းသုံးဦးသာရှိတော့တဲ့ဖြစ်အလဲကြတာဝန်ဆောင်ရသည်ကိုကိုမင်းနေကပါတာဝန်ယူနေရတယ်ကျွန်တော်မှာလည်းပင်မန်းလို့ရဲ့အိတ်ဆက်ချင်မှာတော့လေအိမ်မရသည့်အတွက်မူးဝေနောက်ကြည့်လာရဲအဲ့ဒီအခါကျမှာ ကောက်ကျစ်လာတဲ့ကြားဖြူကြီးရဲ့ပြည်ရဲ့ကိုရိတ်စားမိကြတော့လေဗျအဲဒီလို ကျွန်ုပ်တို့အားလုံးအားနဲ့နေစမှာပဲကြားဖြူကြီးဟာကျွန်ုပ်တို့ကိုအလစ်တိုက်ခိုက်နိုင်တယ်ဗျအဲဒီလိုနဲ့ကျွန်ုပ်တာဝန်ကျတဲ့အချိန်မှာပဲအတန်တန်အားထင်းပြီးတော့ထိန်းထားတဲ့မျက်ခွန်းတွေဟာအလွန်လေးလံလာပြီးတော့မထိန်းနိုင်တော့ဘဲနဲ့တစ်ချက်အိမ်ငိုက်မိလိုက်တယ်ဗျအဲဒီအချိန်မှာပဲကိုမင်းနေဟာနိုးလာပြီးတော့ကျွန်ုပ်အနားကိုရောက်ရှိလာတယ်မင်းနေမှာကျွန်ုပ်အဖြစ်ကိုမြင်သွားပြီးတော့အလွန်ဒေါပွားသွားတော့တယ်ဗျဒီလိုလဲဥတုပိယ ခမရမိုးဆိုးတယောက်လှုပ်နေပြီးတော့ဒီလောက်ပဲတတိလက်လွတ်နိုင်ရလားခမရရဲ့လက်ထဲမှာကျုပ်တို့ရဲ့အသက်တွေကိုယုံယုံကြည်ကြည်နဲ့အပ်ထားတာဗျခမရကအခုလိုတောင်းဝင်မကြည့်တော့ကျုပ်တို့အားလုံးပေတွင်ပို့နေသလိုပဲကျုပ်တို့အားလုံးကစိတ်ရုပ်တွေမဟုတ်ဘူးဗျလူသားတွေပဲဒီတော့လုံလောက်တဲ့အနားယူမှုမျိုးကိုလိုအပ်တယ်တကယ်တော့ကျုပ်တို့အားလုံးကိုတည်တွင်းပို့နေတာခမရပဲကိုမင်းနေရကျွန်တော်မှလည်းဒေါ်ပွားပွားနဲ့ကိုမင်းနေကိုစကားတုံ့ပြန်မိတယ်ဗျတကယ်တော့ဗျာကလစားချီလိုစိတ်နဲ့ အယူတပိုင်းဖြစ်နေတဲ့သူ့နောက်ကိုကျွန်တော်တို့လိုက်လာခြင်းကမားရွဲမှုကိုအစပြုလေခြင်းဖြစ်တော်တယ်။ခမားကြောင့်အရင်ကလည်းဇော်မင်းတို့လိုလူတွေတေခဲ့ပြီ။အခုလည်းကိုမိုးသီးတေပြီဗျ။ကိုကျော်မင်းကလည်းတေပြီ။ကျုပ်တို့ထဲမှာဘသူတေအောင်မလဲမသိဘူး။တေခြင်းတရားဆိုတာလူတွေရဲ့နောက်ဆုံးခန္ဓာပဲဥတ္တပိ။လူတိုင်းကတေကြရမှာပဲဗျ။ကျုပ်တေခြင်းတေမတေခြင်းလဲဒီကြားပြူကြီးတေမှာဒီကိစ္စဟာရက်တန်းကရက်သွားလိမ့်မယ်။ အဲ့ဒီလိုကျွန်တော်တို့ပြောဆိုနေစဉ်အတွင်းမှာပဲစုညံသံများကိုရုတ်တရက်ကြားလိုက်ရတယ်ဗျ။အမကြီးမောင်ကြီးများကိုအဆက်မပြတ်တူတူထုရထွက်ပေါ်လာသောအတန်ဖြစ်ကြောင်းကိုသတိထားမိလိုက်တယ်။စီးချက်ဝါချက်ချက်ချက်တညီတညာနဲ့ထုနေသည်မဟုတ်ဘဲနဲ့မငြင်းမညာပဲထုပြီးတော့ထွက်ပေါ်လာသောအတန်များဟာตาရနှာပြော့ဖွဲရမကောင်းမဲနဲ့ရှိနေတော့လေ။အဲ့ဒီအတန်များမှာတစတစကျွန်တော်တို့နဲ့နီးကပ်လာပြီးတော့ရုတ်တရက်ရက်တန့်သွားခဲ့တယ်။ တော့၆ဒါလာတော့မောက်ဒါလာကျွန်တော်တို့မှာဝေခွဲမရဖြစ်နေစီမှာပဲရုတ်တရက်ကျွန်တော်တို့ရဲ့ဘေးပတ်လည်းမှာလူအများပြားထွက်ပေါ်လာပြီးတော့ကျွန်တော်တို့ကိုဝိုင်းရံထားခြင်းခံလိုက်ရတယ်ဗျသူတို့အားလုံးရဲ့လက်ထဲမှာလည်းလှံများကိုကင်ဆောင်ထားကြတယ်ဗျကျွန်တော်တို့မှလည်းရုတ်တရက်မှဘာမှတုံ့ပြန်နိုင်ခြင်းမရှိဘဲနဲ့မှင်းတေတေနဲ့ပဲရက်နေပြီးတော့လဲ ကျွန်တော်တို့မှာအစွမ်းထက်လာသောခင်မီလက်နက်များကိုကင်ဆောင်ထားပါတော့လေဒီလူအုပ်ကြီးကသာဇွထိုးဝင်ရောက်ရင်ထိုးခုတ်လာမည်ဆိုပါကကာကွယ်နိုင်စရှိမှာမဟုတ်ဘူးဗျမင်းတို့ဘယ်ရလဲဘာလုပ်ချင်လို့လဲကိုမင်းတင်မေးလိုက်တော့လေတယောက်မှပြန်လဲဖြေချားခြင်းမရှိသေးပြီကြည်ရသည်မှာစွန့်အားနားမကျသူတွေနဲ့တူနေတယ်ဗျမင်းတို့စကားမပြောတတ်ကြဘူးလားကျွန်ုပ်ကမေးလိုက်တော့မှထိုးသူလူအုပ်ကြားထဲမှာလူတယောက်ဟာထွက်ပေါ်လာတော့လေထိုးသူထွက်ပေါ်လာရင်ကြံတဲ့သူများကလည်းလမ်းဖယ်ပေးကြတယ်ဗျ ကျုပ်နာမည်ကမင်းသိပ်တိဒီရွာကနတ်ဝင်တယ်ပဲဗျခမားတို့ကတောင်ပိုင်းသခင်ကြီးရဲ့စီးတော်ဖြစ်တဲ့ကြားဖြူကိုလိုက်လံတက်ဖြတ်နေလို့တောင်ပိုင်းသခင်ကြီးကစိတ်ဆိုးနေတယ်ဗျကျုပ်တို့ရွာကိုမီးလောင်တိုက်သွင်းပစ်မယ်လို့လဲကြိမ်းဝါနေတယ်ဒီတော့ဒီကြားဖြူကြီးကိုလိုက်လံတက်နေတဲ့အလုပ်ကိုရက်တန်းကရက်ပြီးတော့ဒီတောင်ပေါ်ကဆင်းသွားကြပါကျုပ်တို့မဆင်းနိုင်ဘူးဆိုရင်ရောဒါဆိုရင်တော့ကျုပ်တို့ကအတင်းကျပ်ဖယ်ရှားရလိမ့်မယ်ကျုပ်တို့မှာရွာသူကြီးရဲ့အမိန့်နဲ့ပါတယ်ဗျ ဒီသူတွေဟာကျွန်ုပ်တို့ရောက်ရှိနေသောတောင်ချေရွာမှလူများဖြစ်ကြတယ်။သူတို့ပြောဆိုနေပုံကတော့အပြောကြီးတတ်တတ်မဟုတ်ပဲအလုံးနဲ့တက်တည်ပြမယ်ပုံပဲဗျ။အဲဒီချိန်မှာပဲကိုမင်းတွေကတနက်နဲ့ချင်းရွယ်မီပြုစဉ်ဘူးလေးများတစ်စင်းကသူ့ရဲ့တနက်တင်ကိုလာရောက်ထိမှန်ပြီးစူးဝင်သွားတော့တယ်။ကျွန်ုပ်တို့မမြင်ရသောနေရာများမှာပုံရှိုးကွယ်ရှုနေရာယူထားပြီးတော့အစင်သစ်ချင်းရွယ်ထားပုံရတယ်ဗျ။ဟာဒီလိုဆိုရင်တော့မဖြစ်သေးဘူးဟဲ့။အသားငယ်နေမှာကျွန်ုပ်တို့ရဲ့တနက်များကိုမြှောက်ပြီးတော့ မပစ်ခတ်ရခင်မှာပဲသူတို့ရဲ့မြားတန်းတွေဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကိုစူးဝင်လာမှတေချာလာတယ်။ကိုမင်းတင်ကလည်းအာမတန်လာပြီးမန်လျှော့လိုက်တော့တယ်။ဒီတော့မှသူတို့လူအုပ်ကြီးဟာကျွန်တော်တို့ကိုဝိုင်းပတ်ပြီးတော့ကျွန်တော်တို့ရဲ့လက်ထဲမှာတနက်တွေကိုသိမ်းယူလိုက်ကြတယ်ဗျ။ကျုပ်တို့ကြားဖြူကြီးကိုပူဇော်ပွဲလုပ်มาရမယ်။အဲဒီနောက်နတ်ဆရာကဦးဆောင်ခေါ်ဆောင်ရနောက်ကိုရွာသားများနဲ့အတူကျွန်တော်တို့မှလိုက်သွားကြရတော့တယ်။ တလန်လုံးမှာလဲမောင်းထူသမျှလှံများကိုကင်မြောက်ခါစူညံအော်ဟစ်ပြီးတော့တောင်ပေါ်သို့တက်သွားကြတယ်ဗျာကျွန်တော်တို့မှာလဲတနက်များအသိန်းခံလိုက်ရပြီးတော့လက်နက်မဖြစ်သွားတော့ကြောင့်စိတ်ပြတ်နေတော့တယ်ကျွန်တော်ရဲ့ဘဝမှာစိတ်တက်ကြဘူးဒီမှန်ပါတော့လဲဒီတစ်ခေါက်လောက်စိတ်တက်ကြခြင်းမကြုံဘူးကြောင့်ဝေခံရပြီပဲဗျဒါကတော့ညာညာစာတွတ်ပြီနဲ့ကြားဖြူတစ်စေးတောလုံးမွေးတဲ့ကကြားဖြူပူဇော်ခြင်းပဲဖြစ်ပါတယ်ဗျ နောက်တစ်ပိုင်းမှာလဲသွေးနဲ့ရင်းရသောနောင်တဆိုတာကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။